1989ခုနှစ်အမျိုးသမီးတယောက်ဟာလူသူမနည်းတဲ့လမ်းကိုကြီးတဲ့ကိုမိအိမ်တလုံးဆွဲကမွေးကင်းစကလေးငယ်ကိုပွေ့ချပြီးဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်ကလေးငယ်ကိုတဘာဝအတိုင်းတည်ရှိနေတဲ့ကျောက်စပွဲပေါ်ကလင်းပန်းတစ်ချပ်ပေါ်တင်လိုက်ပါတယ်။စပွဲပေါ်မှာအစီအရင်ပစ္စည်းများနဲ့အတူစုတချောင်းနဲ့ငါးပေါင်တူတစ်ခုလည်းရှိနေပါတယ်။အမျိုးသမီးကကလေးငယ်ကိုငုံကြည့်ပြီးငိုကြွေးနေပါတယ်။အဲ့ဒီနောက်ငိုကြွေးနေတဲ့ကလေးငယ်ကိုချောလိုက်ခါဘေးနားကတူနဲ့ဆို့ကိုယူပြီး ကလေးငယ်ရဲ့ယင်ဝါကိုတဲလိုက်ပါတယ်လူမမသိသေးတဲ့ကလေးငယ်လေးကတော့ဘာမှမသိရှာပဲငိုကြွေးနေပါတယ်အမျိုးသမီးကဂါရာမဏန်တချို့ရွတ်ဖက်ပြီးနောက်အဆက်မပြတ်ငိုကြွေးနေတဲ့ကလေးငယ်လေးရဲ့ယင်ဝါကိုစိုးနဲ့တဲပြီးသုံးချက်ဆင့်ရိုက်ချလိုက်ပါတယ်အဲ့ဒီနောက်သူ့လို့ရသူကြည့်ပြီးဝမ်းနှဲစွာငိုကြွေးပြီးနောက်သွေးဆွနေတဲ့လက်ကိုရေအိုင်ထဲကိုနှစ်လိုက်တဲ့အခါတစုံတစ်ခုဟာသူ့မနာကိုရောက်လာခဲ့ပြီး ရေအိုင်ထဲကိုဆွဲနစ်ခံလိုက်ရပါလေ။အဲ့ဒီအခါဒူးဆန်းနဲ့မနန်ယူပတ်တံများနဲ့အတူညနှဖုံးစွတ်ထားတဲ့ကချစ်သေးတွေပေါ်လာကမိန်းကလေးကိုဝန်းရံထားလိုက်ကြပါရတယ်။အဲ့ဒီနောက်ခေါင်းဆောင်ပြည့်ဟန်တူတဲ့ကချစ်သေးတယောက်ဟာကာချိုးကကွက်တွေနဲ့အတူမိန်းကလေးနာရောက်လာခါအတချောင်းကိုမိန်းကလေးရဲ့မျက်ခုံးနှစ်ဖက်ကြားထဲကိုအဆုံးထိစိုက်ချလိုက်တဲ့အခါမိန်းကလေးလည်းနာကျင်စွာအော်ဟစ်လိုက်ပါတော့တယ်။ဟုတ်ကဲ့ဒါကတော့စပီလွန်7ဟာရီဆိုတဲ့အင်ဒိုနီးရှားတရက်ကဖြစ်ပါတယ်။ ဇလန်လေးမစခင်လိုက်တစ်ချက်ကောမန့်တစ်ချောင်းဆာရက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမန်းခဲ့ပေးပါ subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်လေးဆက်ကြမယ်2024ခုနှစ်ဟာနစ်နဲ့ဘီရန်ဆိုတဲ့မောင်နှမနှစ်ယောက်ဟာကြောင်းစင်းပြီဖြစ်လို့အင်ကိုအပြေးပြန်လာကြပါတယ်သူတို့မောင်နှမရဲ့မိခင်ကတော့တာရီလို့ခေါ်ပြီးဈေးထဲမှာကုန်းစိုးဆိုင်ဖွင့်ပြီးဘဝကိုရုန်းကန်နေရပါတယ်အဲ့ဒီအချိန်ကလေးနှစ်ယောက်ပြန်ရောက်လာတော့အဝတ်စားလဲဖို့ပြောနေတော့ကာရာဆိုတဲ့တာရီရဲ့မောင်ရောက်လာခဲ့ပါတယ် ကာရကအလုံးလက်မဲ့တယောက်ဖြစ်ပြီးဒီတစ်ခေါက်လဲခါတိုင်းလိုပဲသူမစီငွေလာတောင်းတဲ့အမတ်နဲ့ငွေဆက်ကူတချို့ထုတ်ပေးပြီးငွေလိုတိုင်းလာတောင်းမနေနဲ့လို့ပြောတဲ့အခါဒီတစ်ခါငွေလိုတာကသူ့အတွက်မဟုတ်ဘူးသူတို့အတော်ဖုံးဆက်လာခဲ့တယ်။နေမှာရှိတဲ့သူတို့ရဲ့မိခင်ကျမ်းမာရေးမကောင်းမှုဆိုလို့လမ်းစိတ်လာတောင်းတာလို့ပြောလိုက်ပြီးတာရီကိုပါလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။တာရီကတော့သူမနဲ့ကာရာတို့မောင်နှမနှစ်ယောက်ကိုငငယ်ကလေးကအိမ်ပေါ်ကနေနှင့်ချထားတဲ့အတွက်ခါခါတီတီဖြစ်နေကမလိုက်တော့ဘူးဆိုတာကြောင့်အမမလည်းကလေးနှစ်ယောက်ရှိတယ်။ အမအလက်ကြအဲ့လိုမျိုးဥပိ္ပခပြုထားရင်ဘလို့လုံးမလဲဆိုတာကြောင့်ဝိလဲမှာကြောက်တာနဲ့သူမတို့မိခင်ရှိရာနေမျိုးလေးကိုတွားဖို့အကြောင်းဖန်လာခဲ့ပါတယ်အဲ့ဒါနဲ့ညာရင်းချင်းပဲထွက်လာခဲ့ကြကဖက်စကားပေါ်မှာခီးတဲ့တွေအိတ်နေကြချင်ကာတာကတော့အိတ်မပြောနိုင်ပဲအကျွေးပြန်မဆက်ရင်သူ့ရဲ့အတွင်းရေးတွေဖော်ပြမယ်ဆိုတဲ့မက်ဆစ်ကိုကြည်ရင်တော့ကပွေနေခဲ့ပါတယ်ဒီလိုနဲ့ခီးဆက်ကြရင်မနက်လေးနဲ့အခါမှာတော့မိခင်ကြီးရဲ့အိမ်ကိုရောက်လာခဲ့ကြပါတယ်အဲ့ဒီကိုရောက်တော့ဟာနစ်က အင်ကြီးကိုကြည့်ပြီးသူတို့အဖွားကတထဲမကြီးပဲလို့ရည်ရွတ်လိုက်ပါတယ်။အဲ့ဒီနောက်တာရီတို့ကိုသူတို့ရဲ့ဒေါ်လေးရတီကခီးဥကြိုပြုတ်ပြီးအိမ်နဲ့ခေါ်လိုက်ပါတယ်။အိမ်နဲ့ရောက်တော့ကလေးနှစ်ယောက်ကနေရာမှာချိတ်ထားတဲ့သူတို့အဖွားတပ်ပုံကိုကြည့်ပြီးဘီယန်ကအရန်လာတဲ့အကြောင်းချီးကျူးတော့ဟာနစ်ကဒါအရင်တုန်းကပုံကြီးလေ ခုလောက်ဆိုအပွားကြီးဖြစ်နေလောက်ပြီလို့မှတ်ချက်ပြုလိုက်ပါတယ်။အဲ့ဒီနောက်ဒေါ်လေးရတီနဲ့စကားပြောနေချိန်ချလူတန်တွေအဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။အတန်ကတော့ကျမ်းမကြီးမကောင်းတဲ့တာရီရိုမိခင်ရဲ့လက်ကချလူတန်ဖြစ်ပါတယ်။အတော်ဖြစ်သူကသူ့အမအခန်းထဲသွားပြီးတပြားဖွင့်ပေးလိုက်ခါမင်းတို့အမေကဒီသချင်းတန်ကြားမှာစိတ်ငြိမ်သွားတတ်တယ်လို့ပြောလိုက်ပါတယ်။တာရီရိုမိခင်ကတော့ဇလန်အစကနှစ်ဖူးမှအဆက်ခံထားရတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။အဲ့ဒီနောက်ကာတာက မိခင်ကြီးနားတော့ပြီသူတို့ရောက်လာပြီဖြစ်ကြောင်းပြောတော့မိခင်ကြီးဟာစကားပြန်မပြောနိုင်ပေမဲ့ပါနဖက်ပေါ်ကနေမျက်ရည်များစီးကျနေပါတယ်။တာရီလည်းမိခင်ကြီးကိုကြည့်ပြီးသူမရဲ့အာကာသတွေကိုခဝါချလိုက်ကဟာနင်းနဲ့ဘီရန်ကိုလက်ချင်းချိတ်ပြီးမိတ်ဆက်ပေးတဲ့အခါဘီရန်အလဲရောက်တော့လက်ကိုပြန်မလွတ်တော်မူဒေါ်လေးကဝင်ဖြေးပြီးပြီးချော့ပေးလိုက်ရပါတယ်။အခန်းထဲကနေပြန်ထွက်လာတော့ဟာနစ်ကသူတို့အဖွားရဲ့အသက်ကိုမေးကြည့်တဲ့အခါအသက်80ရှိပြီဆိုတာကြောင့် အမေထထောင်ပုံနုနေသေးတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကာရာရောက်လာပြီးကလေးနှစ်ယောက်ကိုမင်းတို့အမေအရင်ကနေခဲ့တဲ့အခန်းကိုသွားကြည့်ကြပါလားဆိုတော့မောင်နှမနှစ်ယောက်ဟာပျော်ရွှင်စွာပြေးသွားကြပါတယ်။ကလေးတွေမရှိတော့မှကာရာကသူတို့အမေတခုခုမားနေပြီးငါတို့အဖြေရှာကြည့်မှရမယ်လို့ပြောလိုက်ပါတယ်။ဘီရန်တယောက်အခန်းထဲကိုရောက်တော့ရှေ့ကအရင်ဝင်သွားတဲ့မောင်လေးကိုမတွေ့တာကြောင့်လိုက်ရှာနေတော့ဟာနစ်ကသူ့ရဲ့အယုံလေးနဲ့စောင့်နှောက်လိုက်တော့လန့်သွားပါတယ်။အဲ့ဒီနောက်မိခင်ဖြစ်သူရောက်လာတော့ဟာနစ်က အခန်းထဲမှာရှိတဲ့လှုပ်ကလထိုင်ပေါ်ထိုင်လိုက်ခါဒါအမေခုံလာလို့မေးတော့မင်းတို့အဖွားရဲ့ခုံဆိုတာကြောင့်ဒါဆိုဘာလို့အမေအခန်းထဲရောက်နေတာလဲလို့ပြောလိုက်ပါတယ်ကာရာကတော့သူ့မိခင်အခန်းထဲကဘီရိုကြီးတဲကိုမှွေနောက်ရှာဖွေနေရင်မွေးစက်ကူတချို့တွေ့တာနဲ့အိတ်ထဲထဲလိုက်ပါတယ်အဲ့ဒီနောက်ဆက်ရှာနေရင်မျက်နှာပုံးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီညမှာတော့ကာရာတို့ဟာမိခင်ကြီးအကြောင်းကိုမေးကြတော့မင်းတို့အမေဒီလိုဖြစ်တာတလားလောက်ရှိနေပြီမင်းတို့အမေကအတိမပေးဖို့မှားထားတာမို့ သူ့ကိုခွင့်လွှတ်ပေးပါလို့ပြောလိုက်ခါမိသားစုဆရာဝန်ကလည်းလက်လျှော့လိုက်တော့နတ်ဆရာတယောက်နဲ့ပြကြည့်ခဲ့တယ်လို့ပြောလိုက်ပါတယ်။တာရီကတော့နတ်ဆရာထက်ဆရာဝန်ကဘာပြောခဲ့လဲသိချင်နေတာမို့မင်းတို့အမေကိုနောက်ဆုံးဆန်းသက်ခဲ့ပြီးချိန်ထိဆရာဝန်ကဖြေရှာလို့မရခဲ့တာမို့ပါလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီအခါကာရာကအဲ့ဒီနတ်ဆရာနဲ့ထပ်ပြကြည့်ချင်တယ်ဆိုတော့တာရီကလက်မခံပဲနောက်ဆုံးမှတော့သူလည်းဒီမှာ၃ရက်လောက်ပဲဆက်နေမှာဆိုတော့မင်းတို့စိတ်တိုင်းကြတာလောက်ကြပါလို့ပြောလိုက်ပါတယ်။မနေ့ရောက်တော့ဟာနစ်ကသူ့ရဲ့ကားရုပ်လေးပျောက်နေလို့ မော်မနှစ်ယောက်လိုက်ရှာကြရင်ယရီကိုတွေးတာနဲ့ဟာနက်ကသူ့အယုတ်ကူရှာပေးဖို့ပြောပြီးထွက်သွားကြပါတယ်။ဗီရန်ကတော့တယောက်တည်းကြံခဲ့ပြီးဟာနက်ကအယုတ်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။အတန်ကသူ့ရဲ့အဖွားအခန်းကလာနေတော့ဗီရန်လည်းတွားကြည့်ရင်အဖွားဖြစ်သူရဲ့အခန်းတကားကိုဖွင့်လိုက်တော့အတန်ကပိုကျလာတာမို့အခန်းထဲဝင်သွားလိုက်ပါတယ်။အဖွားဖြစ်သူကတော့ဂရင်ပေါ်မှာဆန်းဆန်းကြီးအိတ်နေပြီးဗီရန်ကခြေတံမကြောက်အောင်ဖော့ရှော့ကာ ဂရင်အောက်ကိုငုံကြည့်လိုက်ပါတယ်အယုတ်လေးကိုပြန်တွေ့သွားပါပြီဗီရန်ကဂရင်အောက်ကိုဝမ်းရမောက်ပြီးတွားသွားကာအယုတ်လေးကိုတွားယူရင်နောက်ဆုံးမှပြန်ရသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာချလူတန်တွေထွက်လာကာဂရင်ကြီးကတုံလာတော့ဗီရန်ကအမြန်ပြန်ထွက်တဲ့အခါအဖွားရဲ့ခန္ဓာကိုယ်ကြီးဟာဂရင်ဘော်ကနေပြုတ်ကျလာပြီးသူ့မအပေါ်ပြိနေတာကြောင့်အတန်ကုန်အော်ဟစ်လိုက်ပါတော့လေအဲ့ဒီအခါအားလုံးယောက်လာကြပြီးကာရာကမိခင်ကြီးကိုဂရင်ဘော်ပြန်တင်ပေးလိုက်ပေမဲ့တဆက်ဆက်တုံနေသေးတာမို့ဒေါ်လေးကြီးကဓာပြဖွင့်ပေးလိုက်ကမှငြိမ်ကျသွားကာ ရုတ်တရက်ငုတ်တုတ်ထားတိုင်ပြီးအန်ချလိုက်တဲ့အခါအန်ဘတ်တွေဟာကာတာမျက်နှာပေါ်ပွတ်စီတက်ကုန်မာတော့တယ်။ကာတာလည်းဒေါ်လေးရေနတ်ဆရာကိုချက်ချင်းခေါ်မှရတော့မယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့နတ်ဆရာရောက်လာပြီးထူးဆန်းတဲ့မနန်တွေရွတ်ဆိုပြီးအစီရင်ပြုတ်လောက်ကာတာရီကိုငရုတ်ချပွေတွေကဒန်းနေလုံရက်တွေကိုထောင်းခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်တခွားသီးတလုံးကိုလှိလိုက်တော့အတွင်းထဲကသွေးတွေစီးကျလာကာစိုးစောကထောင်းခိုင်းလိုက်တဲ့ဒန်းနေလုံရက်ကအရေတွေနဲ့ဖြောဆက်လိုက်ပြီးကာတာကိုလည်း မြောင်တချောင်းနဲ့ငပြောဘူးတစ်ခုပေးလိုက်ကသူကထိုးဆိုတာနဲ့ငပြောဘူးကိုဓာတ်နဲ့ထိုးလိုက်ဖို့အမှားလိုက်ပါတယ်။အဲ့ဒီနောက်စောစောကပေါင်းဆက်ထားတဲ့အစီရင်ခွက်ကိုယူကမနှက်ဆရွတ်တော့ဂရင်းဘော့ကအဖွားကြီးဟာတွန့်လိန်ကောက်ကွေးပြီးမခံမရနိုင်ဖြစ်နေပါတယ်။နတ်ဆရာကြီးကအစီအရင်ရေနဲ့ဆပ်ပတ်တော့အဖွားကြီးဟာမခံမရနိုင်ပိုဖြစ်သွားပြီးပြန်လည်တုံ့ပြန်ဖို့ကြိုးစားတော့ ကာတာကိုအချက်ပေးလိုက်တဲ့အခါမပြောဘူးကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။အဲ့ဒီအခါမျက်နှာတွေကနေအချောင်းတွေထွက်လာတော့မျက်စရာကြီးကဆွဲနှုတ်လိုက်ပါတယ်။အန်ငါးချောင်းနှုတ်ပြီးတဲ့အခါမှာတော့အဖွားကြီးဟာငြိမ်ကျသွားပါတယ်။တာရီတို့လည်းအန်အော်ပြီးကြည်နေကြချင်းမျက်စရာကအနောက်မှာသူ့ကိစ္စကိုအပြီးတက်လိုက်တဲ့အခါအဖွားကြီးဟာတဆက်ဆက်တုံးလာပြီးနောက်နုပြို့မှုတွေကွဲပြောက်သွားကအယိုးပေါ်အရေးတင်နေတဲ့အဖွားကြီးပုံပြန်ဖြစ်သွားပြီးတည်ဆုံးသွားပါတော့တယ်။ နတ်ဆရာကြီးကမင်းတို့အမေကိုထဲမှာရှိနေတာပြရအဲ့တွေပဲမင်းတို့အမေသွေးရသားရသစ်ဆုံးခွင့်မရတာဒီအဲ့တွေကြောင့်ပဲဒါကိုလုံချုံအောင်တိမ့်ထားပြီးရင်သက်ဆိုင်သူတွေစီပြန်ပို့ပေးရမယ်ဆိုပြီးကာရတ်ကိုတိမ့်ထားခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်ယရီရောက်လာပြီးသူ့အမအလောင်းကိုအနီးနားပတ်ဝန်းကျင်ကဘသူမှတာဝန်ယူမပေးကျင်ကြဘူးဆိုတော့နတ်ဆရာကကိစ္စမရှိဘူးဒေါ်လေးအန်ကွန်းအလောင်းကိုပုံမှန်မြေမြုပ်တာတွေမိတချိုတာတွေမျိုးလုပ်လို့မရဘူးကြောက်ကူတစ်ခုတည်းကတန့်စင်တဲ့ကံမှာရေးတချိုရမယ် လီဝင်ဂျာတာပရီနေမှာလောက်ရမယ်ဆိုတော့တာရီကလက်မခံချင်ပဲဒါတွေကိုဘသူကပြောတာလဲဘသူချမှတ်ခဲ့တဲ့စီးကန်းလေလို့မေးလိုက်ပါတယ်အဲ့ဒီအခါနတ်ဆရာကဒါပုံမှန်ထုံးတန်းစင်လာပဲမင်းတို့အမေရဲ့အလောင်းကတာမန်အလောင်းမဟုတ်လို့မင်းတို့လည်းအဲ့ဒီအတိုင်းလောက်ရမယ်နောက်ထပ်မမေ့ဖို့ကနောက်တစ်ပတ်ဂျာတာပရီနေကကလီဝင်ဂျာတာပရီနေဖြစ်တာမို့ဒီနေ့ကစရင် နောက်9ရက်မြောက်ပဲမနဲ့ရောက်ရင်အလောင်းကိုတေချာတန်းဆင်ပြီးဂျာရင်နဲ့ထုတ်လိုက်ဖို့မှပြီးပြန်သွားပါတော့တယ်ကာရာတို့မောင်နှမနှစ်ယောက်နဲ့အတူဘီယန်တို့မောင်နှမနှစ်ယောက်ဟာလည်းအတွေးပေါင်းစုံနဲ့ကြံခဲ့ပါတော့တယ်အတုပပထမနေ့တာရီနဲ့ဒေါ်လေးရည်တို့ကအန်ကွန်အလောင်းကိုရေချိုးတန်းဆင်ပေးကြပါတယ်ပန်းပေါင်းစုံဖြောဆက်ထားတဲ့ရည်နဲ့ခေါင်းဆက်ခြေစုံတန်းဆင်ပေးပြီးကြောပြင်ကိုတန်းဆင်ပေးဖို့အလောင်းကြီးကိုထုပြီးရေလောင်းဖို့အလုံးမှာအလောင်းကြီးစီကနေအခုချက်ချင်းထွက်သွားဆိုတဲ့စကားသံထွက်ပေါ်လာတော့လန့်ပြီးပစ်ချလိုက်တဲ့အခါ တိဆုံးပိသားအလောင်းကြီးဟာလေဘင်းယိုးပါထက်ကျိုးသွားခဲ့ပါတယ်။အဲ့ဒီညမှာဘီယန်တို့မောင်နှမကသူတို့ရဲ့မိခင်ဟာသူတို့နဲ့အတူလာအိမ်မယ်ဆိုတာကြောင့်မျှော်နေကြပါတယ်။တာရီကတော့အလောင်းဘေးမှာဆူတောင်းပေးနေပါတယ်။အဲ့ဒီနောက်ဒေါ်လေးရဲ့ဒီပါရောက်လာခါအနောက်မှာဝင်ထိုင်ပြီးဆူတောင်းစာများရွတ်ပတ်လိုက်ပါတယ်။ခဏနေတော့တကားဖွင့်တန်ကြားလိုက်ရလို့ကြည့်လိုက်တော့ဒေါ်လေးရဲ့ဒီဝင်လာတာဖြစ်နေလို့သူမအနောက်ကိုလှည့်ကြည့်လိုက်တော့ဘသူမှရှိမနေပဲရှေ့ကိုပြန်ကြည့်တော့လေဘသူမှရှိမနေခဲ့ပါဘူး။အဲ့ဒီအချိန်မှာအလောင်းစီကနေ အခုချက်ချင်းထွက်သွားဆိုတဲ့အတန်ထွက်လာတော့တာရီလည်းအလောင်းပေါ်အုပ်ထားတဲ့ပိတ်ဆောက်ကိုလှမ်းကြည့်ဖို့အလုပ်မှာသူမမိခင်အန်ကွန်ကအနောက်ကနေပေါ်လာပြီး၆လန့်တဲ့အခါလန့်သွားပါတော့တယ်။အဲ့ဒီအချိန်မှာမှဒေါ်လေးရဲ့ဒီအစ်စ်ဟာရောက်လာခဲ့ပြီးတာရီကိုအနားယူဖို့ပြောလိုက်ပါတယ်။ဘီယန်လေးကတော့အိတ်မပြော်သေးပဲရှိနေပြီးအခန်းရှိကနေချလူတန်ကြားလိုက်ရပါတယ်။အဲ့ဒါနဲ့သူမမောင်လေးကိုနှိုးတော့ဟာနစ်ကအရန်အိတ်မော်ကြနေတာမို့နိုးမလာပဲရှိနေချင်းချလူတန်ထတ်ထွက်လာတာမို့တကားပေါက်ကိုကြည့်လိုက်တော့ တကားအောင်မှာခြေတစုံရဲ့အရှိတ်ကိုတွေးလိုက်ရပါတယ်။အဲ့ဒါနဲ့တကားသွားဖွင့်ကြည့်တော့ဘသူမှရှိမနေတာမို့အခန်းထဲပြန်ဝင်လာပြီးပြန်အိပ်မယ်အလို့လှုပ်ကလထိုင်ကြီးဟာလူမရှိပဲလှုပ်နေတဲ့အခါဘီရန်လည်းငုတ်တုတ်ထထိုင်ပြီးကလထိုင်ကြီးကိုကြည့်ပြီးကြောက်နေတော့မှာထိုင်ကုန်ဘုတ်ကသူမအဖွားပါရောက်လာတော့အယံလန့်လာပြီးဆောင်းကောင်းမီခြုံလိုက်တဲ့အခါဆောင်းလဲကိုပါရောက်နေတော့မို့အတန်ကုန်အော်ဟဲလိုက်ပါတော့တယ်ဒုတိယမြောက်နေ့ဟာနစ်ကသူ့အမဖုံးယူပြီးလိုက်လွင့်နေတော့ဘီရန်ကသူမဖုံပြန်ပေးဖို့ပြောပြီးအနောက်ကလိုက်လာတဲ့အခါ ခန်းတစ်ခုတည်းဝင်ပြီးပုံနေလိုက်ပါတယ်ဘီယန်ကအခန်းသားလေးရောက်လာတော့စိတ်ချရအောင်ဘီရိုတည်းဝင်ပုံလိုက်ပါတယ်ဘီယန်ကသူ့နာမည်ကိုခေါ်ပြီးလိုက်ရှာနေတော့ဟာနစ်ကသဘောကျနေပြီးတိတ်တိတ်လေးပုံနေတော့ဘီကနေသူ့အပွားပေါ်လာတော့ဘီရိုတဲ့ကနေအမြန်ထွက်ပြီးကြောက်လန့်နေပါတော့တယ်အဲ့ဒီအချိန်ဘီယန်ရောက်လာတော့ဘီရိုထဲမှာလူတစ်ယောက်ရှိနေတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ဘီယန်လည်းဘီရိုကြီးစီတွားပြီးတကားဖွင့်ကြည့်တော့ဘသူမှရှိမနေတာမို့ဟာနစ်လက်ထက်ကဖုန်းကိုယူပြီးပြန်ထွက်သွားပါတယ်ကြံခဲ့တဲ့ဟာနစ်ကတော့ အံ့ဩထိတ်လန့်နေပြီးအစုံတစ်ခုကိုတွေးလိုက်ရတာမို့တွားချီတော့သူ့အဖွားရဲ့မျက်နှာဖုံးဖြစ်နေပါတော့တယ်။ကာတာကတော့အိမ်ပြင်ဘက်မှာအကျွေးရှင်တွေပို့လိုက်တဲ့မက်ဆေ့တွေကိုကြည့်ပြီးစိတ်ညစ်နေပါတယ်။အကျွေးရှင်တွေက14ရက်အတွင်းအတိုးတက်ဖို့ပြောနေတာကြောင့်ဘလို့လို့ရမှန်းမသိဖြစ်နေတဲ့အချိန်အိမ်ထဲကနေထူးဆန်းတဲ့မနှံရွတ်ပတ်တန်တွေကြားလိုက်ရတော့အံ့ဩသွားပြီးအိမ်ထဲဝင်ကြည့်တော့ဝတ်စုံမဲ့ဝတ်ဆင်ထားတဲ့အမျိုးသမီးအများပြားဟာဖဲချင်းကအိမ်ထဲဝင်လာမှမသိအလောင်းရဲ့ပက်လက်မှာဝင်းရံနေပြီးမနှံတွေရွတ်ပတ်နေကြပါတယ်။ ကာရာရောက်လာတော့မနန်ရွတ်တာရက်ပြီးအားလုံးကကာရာကိုလက်ကြည့်လိုက်ပါတယ်ကာရာလည်းလန့်လာပြီးမိခလုတ်ကိုဖွင့်လိုက်တော့တယောက်မှမရှိတော့ပဲအလောင်းကြီးသာကြံခဲ့ပါတော့တယ်တတိယမြောက်နေ့ကာရာကသူ့မိခင်ရဲ့တေတန်းစာကိစ္စပြောလိုက်ပါတယ်တာရီကအမေဆုံးတာရက်တောင်မလဲသေးပဲဒါမျိုးပြောထွက်တာမို့စိတ်ဆိုးနေတော့ကာရာကသူ့လဲဝမ်းနေရပေမဲ့သူ့ဘဝအနာဂတ်ကလည်းရှိသေးကြောင်းပြောလိုက်ပါတယ်ဟာနစ်ကတော့မနီကယူလာတဲ့မျက်နှာဖုံးကိုဂျောဘိုးအိတ်တစ်ခါနေထုတ်လိုက်ခါ န်တင်ကုန်ရှိသွားချီတော့မှန်ထဲမှာသူ့အပွားရုပ်သွင်ပေါ်နေတာမို့အစမှထိတ်လန့်သွားပေမဲ့သူ့စိတ်ထဲမှာသဘောကျနေတယ်လို့ခံစားနေရပါတယ်။အဲ့ဒီအချိန်ဘီယန်ရောက်လာတော့လှုပ်ကလတ်တိုင်းပေါ်မှာထိုင်နေတဲ့ဟာနစ်ကိုဘာလုံးနေတာလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့ဘာမှပြန်မဖြေတော့မို့အနာသွားချီတော့ဟာနစ်ကမျက်နှာပုံးကြီးဆွတ်ထားတော့လန့်သွားပါတယ်။တကယ်ကဟာနစ်ကစနှောက်နေတာဖြစ်ပြီးသူ့အမလန့်သွားလို့သဘောကျနေပါတော့တယ်။ဘီယန်ကအဲ့ဒီမျက်နှာပုံးကြီးကဘသူ့ဟာကြီးလဲ။ပြန်သွားထားလိုက်လို့ပြောတော့ဟာနစ်ကထားအဖွားရဲ့မျက်နှာပုံး ဒါကိုတက်လိုက်ရင်အဖွားကိုမြင်ရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဘီယန်ကကွယ်လွန်ပြီးသူတွေဟာရက်မလင်မချင်းသူတို့ရဲ့ဝိညာဉ်ကတဝဲလဲလဲဖြစ်နေတဲ့ကြောင်ပြောပြီးချက်ချင်းပြန်သွားတာဖို့ပြောလိုက်ပါတော့တယ်။အဲ့ဒီနော်ဟာနစ်ထွက်သွားတော့အရှိန်မတီသေးတဲ့လှုပ်ကလထိုင်ကြီးကိုကြည့်ပြီးစက်သိမ်းထားနေပါလေ။ဟာနစ်ကလည်းနနပုံးကိုတူယူလာတဲ့အခန်းနဲ့ပြန်သွားထားတော့သူ့ကိုချောင်းလန်းခဲ့တဲ့ဗီယိုကြီးကိုကြည့်ပြီးလန့်နေပါလေ။ညရောက်တဲ့အခါဟာနစ်တယောက်အိမ်မောကျနေပြီး လုတ်ကလတိုင်ကြီးရဲ့တကြွကြွကြီးမြည်တဲ့အတန်ကြောင့်နိုးလာတော့အဲ့ဒီမှာထိုင်နေတဲ့ဘီယန်ကိုသူ့အိတ်နေတာမို့ငိမ့်ငိမ့်နေပေးဖို့ပြောပြီးစုံချုံလိုက်ပါတယ်အဲ့ဒီအခါဘီယန်ကရက်လိုက်ပြီးထိုင်ကုန်မောကဆင်းကဟာနစ်ဘေးကိုထိုင်ပြီးဟာနစ်ကိုစိုက်ကြည့်နေပါတယ်ဟာနစ်ကဒီဘက်ပြန်လှည့်ပြီးစောင်းကိုဖယ်လိုက်တော့သူ့အမမဟုတ်တဲ့တခြားသူမျက်နှာကြီးဖြစ်နေတာမို့လန့်ပြီးအခန်းပြန်ထွက်ပြေးကမမဘီယန်သူ့ကို၆တယ်လို့တိုင်ပြောလိုက်ပါတယ်အရာနဲ့အခန်းထဲဝင်ကြည့်တော့နှစ်နှစ်ချက်ချက်အိပ်ပျော်နေတဲ့ဘီယန်ကိုတွေးလိုက်ရခါဘီယန်လည်းနိုးလာပြီးဘာဖြစ်နေတာလဲလို့မေးလိုက်ပါတယ် အဲ့ဒီအခါဟာနစ်ကိုအိမ်မဆိုးမတားနေမယ်လို့ပြောပြီးချော့မော့ကပြန်အိတ်ခိုင်းလိုက်ပါတော့တယ်။အဲ့ဒီနောက်ဟာနစ်ကိုဂရင်ပေါ်တင်ပြီးမွန်မားနှစ်ယောက်ကိုစောင်းချုံပေးလိုက်တော့အန်ကွန်းရဲ့မျက်နှာပုံးကိုတွေ့သွားပါတယ်။ဟာနစ်ကကိုနဲ့မဆိုင်တဲ့ပစ္စည်းကိုခွင့်မတော်မဲယူခဲ့မိတာသူတောင်းမှန်ပါတယ်။ဒါပေမဲ့အဲ့ဒီမျက်နှာပုံးကိုပြန်ထားခဲ့တာကတော့တေချာချောင်းပြောပြလိုက်ပါတယ်။အဲ့ဒါနဲ့တာရီကဒါဆိုအစတွေကဘာလို့ယူလာခဲ့တာလဲဆိုတော့အဲ့ဒီမျက်နှာပုံးကိုဆွတ်လိုက်ရင် အဖွားကိုမြင်ရတယ်မျက်နှာပုံးစွပ်ပြီးမှန်ကြည့်လိုက်ရင်တားကအဖွားဖြစ်သွားတယ်ပကြီကားတဲ့ကအဖွားလိုမျိုးပေါ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူဒီအိမ်ကြီးမှာနေရတာမနစ်မြို့တော့ဘူးအိမ်ကိုဘယ်တော့ပြန်ရမှာလဲဆိုတော့အဖွားကိုတကြိုပြီးရင်ပြန်ရမှာပါမနှက်ဖြန်အမေကားလက်မဝယ်ထားလိုက်မယ်လို့နှစ်သိမ့်ပေးလိုက်ပါတော့တယ်စတုထမြောင်နေဟာနှစ်တို့မောင်နှမနှစ်ယောက်ဟာညကအေးရေးပြက်တဲ့အချိန်နဲ့အေကန်တဲ့ကဆိုဖာကုံပေါ်မှာအိပ်ပျော်နေကြပါတယ်အဲ့ဒီအချိန်တာရီနဲ့ဒေါ်လေးရည်တီတို့ကကားလက်မသွားဝယ်ဖို့လို့တော့တာရီကသူ့မကလေးတွေကိုလည်းမနှိုးချင်အောင်မို့ မနှက်ဖြန်မှသွားဝယ်ရအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါဒေါ်လေးရည်ဒီကဒီမျိုးကကာလမတ်ကဝယ်ရခတ်ပြီးဘတ်စကားက၃ရက်မှတစ်ခါထွက်တာမို့အခုသွားမဝယ်ရင်ထက်ဆောင်နေရမယ်လို့ပြောလိုက်ပါတယ်ကာတာကလည်းအိပ်ပျော်နေတဲ့ကလေးတွေကိုသူစောင့်ကြည့်ပေးထားမယ်စိတ်ချလက်ချသွားပါဆိုတော့တာရီလည်းကလေးတွေကိုတေချာကယူဆိုင်ပြီးကြိထားဖို့မှပြီးထွက်သွားပါတယ်နေဆောင်လာတဲ့အခါကလေးနှစ်ယောက်နိုးလာချပြီးအိမ်မှာလူတစ်ယောက်မှမရှိကြတာမို့အိမ်ထဲကအလောင်းကြီးကိုလန့်ပြီးအိမ်ပြင်ထွက်ဆောင်နေကြပါတယ်ကာတာကတော့အပြင်ထွက်ပြီးတောက်စားထားကာ အပျော်မင်တယောက်နဲ့တွေ့ပြီးလိုက်သွားပါတယ်။အပျော်မင်ရဲ့အိမ်ထဲရောက်တော့အပျော်မင်ကဘောလီချွတ်ပြီးသူ့စီလှမ်းပစ်လိုက်တဲ့အခါအင်ကြီးအဝတ်အစားတွေကိုအ мян ချွတ်လိုက်ကတူလေးနဲ့တူမလေးကိုမေးလျော့သွားပါတော့တယ်။အင်ကြီးစီမှာတော့ဘီရန်ကရှူအရန်ပေါက်ချင်နေတာမို့ဟာနစ်ကိုလိုက်ခဲ့ဖို့ဇွတ်ခေါ်ပြီးအိမ်သာသွားကြတော့အဖွားကြီးရဲ့အလောင်းဟာငုတ်တုတ်ထထိုင်လာပါတယ်။ဘီရန်ရှူပေါက်နေချိန်ဟာနစ်ကသူ့လဲပေါက်ချင်လာတာမို့အ мян လို့ဖို့ပြောတဲ့အခါဘီရန်ကအ мян လက်ဆက်တက်လိုက်ပြီးအင်တာတကားကိုဖွင့်လိုက်တော့ ိမ်သာထဲရောက်နေတဲ့အဖွားကြီးရဲ့အလောင်းကိုတွေးလိုက်ရကအတန်ကုန်ဟစ်ပြီးအိမ်ပြန်ထွက်ပြေးကြပါတော့တယ်အဲ့ဒီအချိန်တာရီတို့လည်းပြန်ရောက်လာပြီးကြောက်နေကြတဲ့ကလေးနှစ်ယောက်ကိုချော့ကာအိမ်ထဲဝင်ကြည့်ကြတော့အလောင်းကြီးကပုံမှန်အတိုင်းပဲရှိနေတာကိုတွေးလိုက်ရပါတယ်ပြစ်စမမြောင်းနေကာတာတယောက်အိမ်ရကနိုးလာတော့သူရောက်နေတာပြစ်ဒဇာရဲ့အိမ်မဟုတ်ပဲတင်းချိုင်ကုန်းကြီးဖြစ်နေတာကြောင့်လန့်သွားပြီးအဝတ်စားတွေအမြန်ဝတ်ကာအိမ်ပြန်လာခဲ့ပါတယ်အိမ်ပြန်ရောက်တော့တာရီကကလေးနှစ်ယောက်ကိုပြစ်သွားပြီး အပြင်းထွက်သွားတဲ့ကာတာကိုစိတ်ဆိုးနေပြီးစူငေါက်နေပါတော့တယ်။အဲ့ဒီနောက်ကာတာကညကလေးကဝယ်လာတဲ့အယုတ်လေးတွေနဲ့ကလေးနှစ်ယောက်ကိုတွတ်ချော်တော့မောင်နှမနှစ်ယောက်လုံးဟာမျက်နှာမကောင်းကြပဲညတော့ကအဖွားရောက်လာတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီညမှာတော့အိပ်ပျော်နေတဲ့တာရီဟာတည်ရင်နိုးလာပြီးတမိဖြစ်သူဘေးရန်ကိုမတွေ့တော့အခန်းပြင်ထွက်ရှာလိုက်ပါတယ်။အဲ့ဒီအခါထမင်းရင်ရှားနဲ့ညနဘုံစုအမျိုးသမီးတွေဟာဘီယန်နဲ့အတူအလောင်းကြီးကိုဝင်းရံနေကြတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့တာရီကငါသမီးကိုဘာလုပ်နေကြတာလဲလို့ဩလိုက်တော့ ညနေဖုံးစုမိမတွေဟာအလောင်းနာကနေထလာကြကာအရီကိုပတ်လဲဝိုင်းပြီးဂရီမဖြတ်နဲ့ဆိုတဲ့စကလုံးကိုထက်ခါထက်ခါရွတ်ဆူနေကြပါတယ်။အဲ့ဒီအခါတာရီလည်းခေါင်းတွေနောက်လာပြီးလဲသွားတဲ့အခါဗီရန်ကိုလည်းမျက်နှာဖုံးတက်ထားတာမို့ပြန်ချွတ်ပေးလိုက်တဲ့အခါစောစောကမိမတွေဟာတယောက်မှမရှိကြတော့ပါဘူး။စထမမြောက်နေ့တာရီကသူ့မမိခင်ကြီးရဲ့မျက်နှာဖုံးကိုမိရှုပစ်လိုက်ပါတယ်။အဲ့ဒီနောက်မိခင်ရဲ့အလောင်းကိုပုံမှန်မသားတွေလိုထုတ်ပိုးပြီးမြေမျိုးတချို့ပို့စီစဉ်တော့ကာတာကနတ်ဆရာကြီးမှထားတဲ့အတိုင်းလှုပ်ကြဖို့ပြောပေမဲ့ ဒီကိစ္စကြီးကိုမျက်မျက်အဆုံးသတ်ချင်ပြီဖြစ်တာမို့လက်မခံတော့ပဲအနီးနားကလူတချို့ကိုအကူအညီတောင်းကာတင်းញိုင်ကုန်းမှာမြေမြုပ်တချို့ပစ်လိုက်ပါတယ်အဲ့ဒီနောက်အင်ကိုပြန်လာချချင်းမိုးများတဲထန်စွာရွာသွန်းနေကာအိမ်ကမာကြီးကိုဖွင့်လိုက်တော့အလောင်းကြီးပြန်ရောက်နေတာကိုထူးဆန်းစွာမြင်တွေ့လိုက်ကြရပါတော့တယ်အဲ့ဒါနဲ့ကြောက်လာကြတော့အေကန်ကဆိုဖာပေါ်မှာလူစုပြီးအိတ်ကြပါတော့တယ်ကာရာကတော့အိတ်မပြော်သေးပဲငိုက်သွားကာမျက်လုံးဖွင့်လိုက်တော့ အလောင်းကြီးရဲ့ဘေးကိုရောက်နေတာမို့လန့်ပြီးထွက်ပြေးတဲ့အခါမျက်နှာပုံးဆွတ်ထားတဲ့မိခင်ကြီးကလိုက်ချောင်းနေပြီးနောက်ဆုံးမှရေကူးကန်ပြက်ကြီးစီတွန့်တုတ်ချင်းခံလိုက်ရကတတိမိသွားပါတော့တယ်တတမမြောင်နေသို့မဟုတ်အတုပနောက်ဆုံးရဲ့တာရီရိုနိုးလာကြတော့နက်ဆရာလည်းရောက်နေပြီးရေကူးကန်ပြက်တဲ့ရောက်နေတဲ့ကားတော်ကိုလှမ်းနှိုးတော့နိုးမလာတာမို့အမိုက်ဆဲတဲ့စကားနဲ့လှမ်းတိုးလိုက်တော့မှကားတော်လည်းပြန်တတိယသွားခဲ့ပါတယ်နက်ဆရာကြီးကဒီနေ့ကနောက်ဆုံးရက်ပဲဆိုကတန့်စင်နဲ့ရေအိုင်ရှိရာလှိုင်းကူကြီးစီကိုသွားကြပါတော့တယ် အလောင်းကိုတော့ကာတာကပွေ့လာပြီးဂူထဲရောက်တော့အလောင်းမှာပတ်ထားတဲ့ကြိုးများကိုဖြေးလိုက်ပြီးရေတကြိုချင်းကိုစတင်ကြပါတော့တယ်အဲ့ဒီနောက်နတ်ဆရာကြီးကကာရာမနန်တွေရွတ်ဆိုပြီးအတ်တွေကိုတောင်းလိုက်တော့ကာတာကအထုပ်ကိုပေးလိုက်ပြီးအလောင်းနဲ့ထက်ကတကြိုးပေးလိုက်ပါတော့တယ်ညရောက်တော့တာရီကမနှက်ပြန်အိမ်ပြန်ကြတော့မှမို့အိတ်တွေကိုစစ်ကြည့်ရင်သူမမီးရှို့ခဲ့တဲ့မျက်နှာဖုံးကြီးဟာအိတ်ထဲပြန်ရောက်နေတာမို့မျက်နှာဖုံးကိုကင်ကြည့်ရင်ဒီမျက်နှာဖုံးကမျက်နှာမှာတက်လိုက်ရင်အဖွားဖြစ်သူကိုမှန်တဲ့ကနေတဆင့် ြင်တွေ့နိုင်နေဆိုတဲ့ဟာနဲ့ပြောခဲ့တာကိုသတိရသွားပါတယ်။အဲ့ဒါနဲ့မျက်နှာဖုံးကိုတက်ကြည့်တော့1989ခုနှစ်ကသူမမိခင်အန်ကွန်ရဲ့ငယ်ဘဝကိုမြင်တွေ့လိုက်ရပါတယ်။အန်ကွန်ကအရန်စင်းရဲလွန်းသူတယောက်ပါ။သူမရဲ့ပထမဆုံးကလေးကိုမွေးတော့ကလေးကအရန်ကိုနေပြီးသူမပါငိုနေခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူမကနိုးတိုက်ဖို့ရာနိုးမထွက်ပဲနိုးမဝယ်တိုက်ဖို့ငွေလည်းမရှိတာကြောင့်ပါပဲ။လင်းယောက်ျားဖြစ်သူကလည်းငွေရှာမကျွမ်းတာကြောင့်သူ့ကိုခွင့်လွှတ်ဖို့တောင်းပန်လိုက်ပါတယ်။အဲ့ဒါနဲ့အန်ကွန်ဟာသူမတခုခုကြံမမယ်ဆိုကာ ကချစ်တဲ့နတ်ဆိုးစီမှာအပေးအယူလုပ်ခဲ့တယ်။အပေးအယူအနေနဲ့သူမရဲ့ရင်သွေးကိုရစ်ပူစော်ခဲ့ရကသူမကိုမှပြရအပ်တွေထိုးဆိုင်ခဲ့ရတယ်။သူမပြန်ရလိုက်တာကတော့အောင်မြင်ကြောက်ကြမှုနဲ့စီးစိမ်ချမ်းသာတွေပါပဲ။နောက်ဆက်တွဲဆိုးကျုကသူမနောက်ထပ်ထက်ရခဲ့တဲ့တာရီနဲ့ကာတာရုနှစ်ယောက်ကိုပါရစ်ပူစော်ရမယ်ဂိမ်းစိုက်နေတာကြောင့်တာရီတို့မောင်နှမနှစ်ယောက်ကိုရင်နာနာနဲ့အိမ်ပေါ်ကနေနှင်းချခဲ့ရပါတယ်။တာရီလည်းအကြောင်းစုံနားလည်သွားပြီးမှန်ထဲမှာပေါ်လာတဲ့မိခင်ကြီးအန်ခွန်ကဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်သူမတောင်းပန်ပါတယ်။ တမီးတို့ကိုအဝေးပို့မပြရင်ရစ်ပူစော်ခံရမှာစိုးလို့ပါလို့ပြောပြီးပီယာအက်တွေကိုအမေရခဲ့တဲ့နေရာစီပြန်ပို့ပြီးညနှဖုံးကိုဖျက်ဆီးလိုက်ပါပြီးရင်ဒီနေရာကနေထွက်သွားပြီးဘရောမှပြန်မလာခဲ့ပါနဲ့အဲ့ဒါတွေကိုလည်းခုနှစ်ရက်မကျော်ခင်အပီးလောက်ရမယ်ဆိုကာအက်တွေပြန်ပို့တဲ့အခါကျွတ်ဆူရမယ်မနံကိုတင်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအန်ကိုအနောက်ကနေနဆိုးကချစ်တယ်ပေါ်လာကအမောင်တဲကိုဆွဲခေါ်သွားပါတော့တယ်ဒါရီလည်းမိခင်အတွက်ဝမ်းနေသွားပြီးကာတာတယောက်ရေတချိုတုံးကအက်တွေကိုမပေးခဲ့ပဲ ဖွက်ထားခဲ့ကြောင်းကိုသိသွားကဒေါသတကြီးနဲ့ပြန်တောင်းလိုက်ပါတယ်ကာတာရဲ့အချန်စီကအဲ့တွေကရွှေနဲ့လှုပ်ထားတာမို့ရောင်းပြီးသူ့ရဲ့အကျွေးတွေဆက်မလို့ပါဒါပေမဲ့ဒီအဲ့တွေဟာအန္တရာယ်များမှန်းတိသွားပြီမို့သူယူထားခဲ့မှန်ဝန်ခံပြီးပြန်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘီယန်နဲ့ဟာနစ်တို့မောင်နှမနှစ်ယောက်ဟာမျက်နှာကျက်ပေါ်မှာကတ်နေကြကာတာရီတို့ရောက်လာတော့အောက်ပြုတ်ကျသွားပါတယ်အရာနဲ့ကလေးတွေစီကိုသွားတော့ကလေးနှစ်ယောက်ဟာမမြင်ရတဲ့အရာရဲ့ဆွဲခေါ်သွားခြင်းခံနေရတာမို့ပြန်ဆွဲလိုက်တော့ ဘီယန်ကိုသာပြန်ရခဲ့ပြီးဟာနစ်ကိုတော့ပြန်မရတော့ပဲအဲ့ဒီအရာရဲ့ခေါဆောင်သွားခြင်းခံလိုက်ရပါတော့တယ်အဲ့ဒီနောက်တာရီနဲ့ကာရာဟာလိုင်ကူတွေကရေကန်စီအတွေ့ပြန်ပို့ပေးဖို့ထွက်သွားတော့ဘီယန်ကသူမမောင်လေးကိုအိမ်ပြန်ခေါ်ခဲ့ပါလို့မှားလိုက်ပါတယ်အဲ့ဒီနောက်ဂူတွေကိုရောက်တော့အတွေ့ကိုရေထဲချပြီးပြန်ပေးလိုက်ပေမဲ့ဟာနစ်ရဲ့အယောက်ယောင်ကိုမတွေ့ရတော့မင်းတို့ပိုင်တဲ့ပစ္စည်းတွေပြန်ပေးပြီလေငါသားကိုအခုပြန်ပေးတော့ဆိုပြီးအော်လိုက်တော့အမောင်လေးကနေငါရတဲ့နာကိုပဲယူတာ မင်းအမေပေးခဲ့တဲ့ဂရီပဲပြန်ဖြတ်လို့မရဘူးဆိုတဲ့အတန်ထွက်ပေါ်လာပါတယ်အဲ့ဒီအခါကာတာကသူ့ဟာသူဘလောက်ပဲဆူဆူတူလေးတွေကိုချစ်ရှာလေတော့ဟာနဲ့အစာသူ့ကိုခေါ်သွားပါလို့ပြောလိုက်တော့ဟာနဲ့ဟာရေထဲကနေပေါ်လာခဲ့ပါတယ်အဲ့ဒါနဲ့သွားဆက်ပြီးပြန်ခေါ်လာတော့ကာတာတယောက်ပြန်ပါမလာပဲမမြင်ရတဲ့အရာရဲ့ဆွဲခေါ်သွားခြင်းခံလိုက်ရကနတ်ဆိုးကချစ်တဲ့မကြီးကဂျိုးလုံးထွက်ပြပါတော့တယ်ကာတာကလည်းနနပုံးစုမိမများကဝင်းရံထားကြပါတယ်။တာရီလည်းသူ့မောင်လေးကာတာအတွက်စိတ်ပူသွားကဘာလို့ရမှမသိတော့တာနဲ့ သူမမိခင်တင်ပေးလိုက်တဲ့မနန်တွေကိုရွတ်ဖက်ကအသေးယူလာတဲ့မျက်နှာဖုံးကိုကျေမွသွားသည့်အထိထုချေလိုက်ပါတယ်အဲ့ဒီအခါကချစ်တဲ့နဆိုးရဲ့မျက်နှာမှာရှိတဲ့မျက်နှာဖုံးဟာအစိတ်စိတ်အမောမောဖြစ်သွားပြီးမျက်နှာဖုံးအောက်ကဆိုးရွားတဲ့ရုတ်သွင်ကြီးပေါ်လာကအာကနဲ့အော်ဟစ်ပြီးလဲချသွားပါတော့လေအဲ့ဒါနဲ့ကာတာလည်းလွတ်မြောက်သွားပြီးတာရီရုတ်ဘက်ပြန်လာတော့နဆိုးမှပြန်ထွက်လာပြီးရောက်တဲ့ဆွဲခေါ်သွားပါတယ်တာရီလည်းကာတာကိုပြန်ရဖို့ရင်ငုတ်ပြီးလိုက်ရှာပေမဲ့နဆိုးမက နက်ဆိုင်ဆုံးနေရာတိဆွဲချသွားတာမို့လက်လျှော့လိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့အင်ကြီးကိုအပီးတိုင်တော့ပိတ်လိုက်ခါတော့ကိုဒေါ်လေးယတိစီမှာအပ်ပြီးသူမတို့နေတဲ့မြို့စီပြန်သွားကြပါတော့တယ်ရက်တရမြောင်းနေ့အင်ကြီးကတော့လူမနေတာကြာပြီးမို့တဘာဝရဲ့ဝါမျိုးချင်းကြောင့်တင့်မြစ်တွေတက်လာပြီးတိတ်ဆိတ်လျက်ရှိနေပါတယ်အိမ်အတွင်းထဲမှာတော့ရိုးရသချင်းတန်တွေကြားနေရခါကချီတဲတွေမြူးတူးပျော်ပါနေကြရင်ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမညာဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ